မင်္ဂလာပါဒီနေ့အသေးစိတ်ဆွေးနွေးကြည့်ဖို့ကတော့ Manchester United ရဲ့ဒီနေ့ရသည်တိုက်စစ်ပိုင်းအပြောင်းရွှေ့အစီအစဉ်တွေပေါ့ဟုတ်ကဲ့အထူးသဖြင့်အခုသတင်းတွေထွက်နေတဲ့ Sporting CP ကတိုက်စစ်မှု Victor Giocares Kisa ကိုပဲ ဟုတ်ပါတယ်မော်လုံးအပြောင်းရွှေ့တရင်တွေကိုခြေခံပြီးတော့လေအဓိကအချက်တွေဖြစ်နိုင်ခြေတွေကိုတုံးသက်ကြည့်ကြတာပေါ့စိတ်ဝင်စားစရာခြေနေတကူပါပဲအမ်မနျူကရှေ့တဲ့အာဖီကိုလို့နေတာကတော့ရှင်းပါတယ်ဟုတ်တယ်ဟုတ်တယ်ရက်စမတ်ဟွိုင်လန်တေအော်တဲနဲ့မလုံလောက်ဘူးဆိုတာမျိုးပေါ့အမ်ပြီးခဲ့တဲ့ရာသီကပြတော့ခဲ့တယ်လေမှန်ပါတယ်ဝေါ့စ်ကမက်တစ်ကိုညာကိုခေါ်လိုက်တာကလည်းသူတို့တိုက်စစ်ကို အလေးထားမှန်တည်တာတယ်ဟုတ်ကဲ့ဆိုတော့အခုဂျီယိုကာရက်စကီစာက ပို့ပြီးတော့အတန်ထွက်လာတာပေါ့ဟုတ်ပါတယ်ဂျိုကာရက်စ်ကလည်းဒီရာဒီခြေစွမ်းကတော့အဲမေခွန်းထုတ်ဆရာမရှိသလောက်ပဲတကယ်ကောင်းတာဆွီဒင်လည်းရစင်လေစပော့တင်းအတွက်လစ်ပွဲ33ပွဲမှာ39ဟိုးတောင်တွင်းထားတာဂိုဖန်ဒီမူကလည်းရှစ်ကျင်ရှိသေးอืมซ้อนช่องยูก็อมคามาเวตอยงไตเซมูมโหโบสรอกแมนยูบักกะ သူ့ရဲ့ agent နဲ့အဆက်အသွယ်လုပ်ထားပြီဆိုတဲ့သတင်းတွေလည်းတွေ့နေရတယ်။ဟုတ်ကဲ့ကြားပါတယ်။နောက်ပြီး Nibiadat Amorin နဲ့က Sporting မှာအတူတူလုပ်ခဲ့ဘူးတဲ့ဆိုတော့လေ။အဲအဲ့လားအားလည်းအားသာကြောက်ခုဖြစ်နေတော့ဗော။ဟုတ်တယ်မလား။အပြောင်းရွှေ့အတွက်။ဒါပေမဲ့လေတခြားပြိုင်ဘက်ကျစိတ်ဝင်စားမှုကလည်းရှိနေသေးတယ်။အဲ့ဒါကိုလည်းထည့်သွင်းရမယ်။ဟုတ်ကဲ့ဘသူတွေလောက်စိတ်ဝင်စားနေလဲ။ Arsenal ဗော။ Arsenal ကလည်း Yogres ကိုစောင့်ကြည့်နေတယ်လို့တော့သတင်းတွေရှိတယ်။ဩဒါပေမဲ့အဲပို့ပြီးတော့အလေးနဲ့ပြိုင်ဆိုင်မှုဖြစ်လာနေတာက sorry glad အယ်ဟီလလ်ဘကအာအယ်ဟီလလာဟုတ်ပါတယ်ဖူမကဲလိုတလီယာဆိုရင်ယောဂရက်စ်ကသူတို့အတွက်ဦးစားပေးပြမတဲ့ဟုတ်ကဲ့တော်လေတက်တက်ကြောကြောချင်းကနေတယ်လို့ဆိုတယ်အဲဟီလာရဲ့စိတ်ဝင်စားမှုကဘလောက်ထိပြင်းထန်နိုင်လို့လဲယောဂရက်စ်လို့ဩယောပါမှာကစားခြင်းမဲ့ကစားသမားမျိုးလင်းအဲ့ဒါကစိတ်ဝင်စားစရာပဲသူတို့ကဘာလို့ဒီလောက်ထိခင့်နေလဲဆိုတော့အစောပိုင်းကသူတို့အော်စီမန်ကိုလိုချင်ကြတာဟုတ်တယ်နာပိုလီယာဟုတ်တယ် ပေါင်း63တန်းနဲ့တောင်သဘောတူညီမှုရပြီတာစစ်စစ်ဖို့ထိလုပ်ထားတာဟုတ်ပါပြီဒါပေကစားသမားကိုယ်တိုင်ကညင်းလိုက်တယ် sorry ကိုမပြောင်းချင်ဘူးပေါ့ဩဆိုတော့အခု geography ဘက်ကိုသူတို့အာယုံရောက်လာတာ el hilal ဒီနေရာဒီမှာကဘာအဆန်တိုက်စစ်မှုတက်အောင်လို့မဖြစ်မနေခေါ်မဲ့ဆိုတဲ့ပုံစံပဲအင်း မန်နေဂျာတဲ့စီမုံအင်ဇာဂီကိုလည်းအဖြေပေးချင်တာဖြစ်မယ်ဟုတ်ကဲ့ငွေကြေးရတော့သူတို့ကဘသူကိုမဆိုရှင်းလိုက်တယ်လीအဲ့ဒီငွေကြေးကိစ္စကပဲအတိကစင်ခေါ်မှုဖြစ်လာမယ်ထင်တယ် sporting ဘက်ကတော့ဘယ်လောက်ထိတောင်းဆိုနေလဲအစောပိုင်းသတင်းတွေကတော့ယူရိုတန်60 50.5 million pounds လောက်နဲ့ဖြစ်နိုင်မယ်လို့ကြေညာပေးမယ်လीဟုတ်တယ်လို့ဆိုသတင်းတွေရတော့လို့မဟုတ်တော့ဘူး sporting ကသူစာချုပ်ထဲကလျော်ကြီးအတိုင်းပဲလိုချင်တယ်ဆိုတဲ့သဘောဖြစ်နေတယ်လျော်ကြီးအတိုင်းဘလောက်လဲအဲ့ဒါက ယူရိုတန်တာပေါင်းနေဆိုရင်84တန်းကျော်တယ်။များလာကြည်လားယူရိုတန်တရာဟုတ်တယ်။အဲ့ဒီဇင်းလုံးကတော့မန်ယူအတွက်ရောအာဆင်နယ်အကက်ပါသူတို့စဉ်းစားရမယ့်ပမာဏကြီးပဲ။သူတို့ကြီးကိုစဉ်းစားရမှာ။တကယ်ကိုချီးမားတဲ့ပမာဏပါ။ကစားသမားတွေရောဘလော့ကောင်းကောင်းတန်တရာဆိုတာကယင်းနည်းမြုံနိုင်မှုအကြီးကြီးပဲလေ။ဟုတ်တာပေါ့။ Sporting Web ကလည်းသူတို့ဂျေပွင့်ကိုလွယ်လွယ်နဲ့တော့လက်လွတ်ခံမှာမဟုတ်ဘူးဆိုတာပြတာပေါ့။ဟုတ်ကဲ့။ဒါပေမဲ့စိတ်ဝင်စားစရာတစ်ခုက မန်ယူကအရင်အိုစီမန်ကိုလည်းစိတ်ဝင်စားခဲ့ဘူးတယ်လေဟုတ် ESPN တင်ရဆိုရတော့ Amorin ရဲ့ကစားပုံအတွက် OC Man တဲ့ Jokeris ကပို့ပြီးတော့အန်ဝင်နိုင်တယ်လို့ United ကတုံ့တပ်ပုံရတယ်။အိုးကစားဟန်ရပေါ့ဟုတ်တယ် Jokeris ကဘောလုံးပိုကိုင်းကစားနိုင်တယ်တိုက်စစ်တိဆောက်မှုမှာပိုပါဝင်နိုင်တဲ့ပုံစံမျိုးလေအင်းဒါလည်းဖြစ်နိုင်တာပဲဟုတ်ကဲ့ဒီတော့ချုံမီကြီးလည်း Man U က Jokeris ကိုတကက်စီဝင်စားတယ်ဟုတ်ကဲ့ညီပြားနဲ့ကစားသမားအရင်ကစစ်ဆင်ရေးကောင်းလဲရှိတယ် ဒါပေမဲ့ပြိုင်ဘက်တွေအထူးသဖြင့်အားဟီလောင်ရဲ့ငွေအာယုံဂျိုးပန်းမှုယောကအဓိကစင်ခုံမှုဖြစ်နေတယ်။မှန်ပါတယ်။ပြီးတော့ sporting back ကတောင်းတဲ့ဈေး euro သန်းတရာအဲ့ဒါကအဆုံးအဖြတ်ဖြစ်သွားနိုင်တယ်။ဟုတ်ကဲ့။ဟုတ်ပါတယ်။ဒီချင်းတွေအကုန်လုံးကလေအခုကဘောလုံးပြောင်းရွှေ့လောကမှာစင်စားစရာတခုပြန့်နေတယ်လို့ပဲ။ဘယ်လိုမျိုးလဲ။ကစားသမားတယောက်ကတရာဒီလောက်အလွန်ကောင်းတဲ့ဆွမ်းဆော်ရေးပြလိုက်တာနဲ့သူ့ရဲ့တန်ဖိုးကဘယ်လောက်အထိခုန်တက်သွားနိုင်တယ်လဲဆိုတာပေါ့။ဟုတ်ပါပြီ။ပြီးတော့ကလက်အတင်းကြီးတွေအနေနဲ့ ဒီလိုငွေပမာဏအများကြီးတုံပြီးတိုက်စင်မှုတရောခေါ်လို့မယ်ဆိုရင်ကိုအရေးအတွက်ပြင်တခြားဘလို့အချက်တွေကိုပါထည့်စဉ်းစားမလဲဥပမာဥပမာနီးပြူအပိုင်းအရာအံ့ဝယ်မှု အသိရဲ့ရေရှည်စီမံကိန်းနဲ့ကိုင်းညီမှု ကစားသမားရဲ့စိတ်သက်ပိုင်းဒါတွေပေါ့ဟုတ်ကဲ့အဲ့ဒါတွေကိုဘလို့ချိန်စားပြီးဆုံးဖြတ်ကြမလဲဆိုတာကတော့ဆက်ပြီးစောင့်ကြည့်ရမယ့်အကြောင်းအရာပါပဲတကယ်ကိုစိတ်ဝင်စားစရာဆွေးနွေးမှုပါပဲ